အလုံးမင်္ဂလာပါကျွန်တော် BN အစားစာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ဒါလေးကိုသူက bomb char လို့ခေါ်ပါတယ်။သူက2009ကနေစပြီးတော့အဲ့ဒီ BN နိုင်ငံ Hanoi မြို့မှာအဲ့သူတို့စတင်ပြီးတော့အဲ့စားပါတယ်အစားစာပါ။ bomb char ဝါဒါတော့ပူစီနန်ရွက်တွေပါပူစီနန်ရွက်ရဲ့အောက်မှာဆက်လက်ရွက်တွေပေးထားပါတယ်ပြီးတော့ပေါ်မှာမုံလောက်အနီနေရယ်ပန်းလေးနာမည်တော့ကျွန်တော်မသိပါဘူး။တော့ဝတ်တော်လုံးတွေအများကြီးပါပါတယ်။ ူတော့ပါတော့အရည်တဲ့အများကြီးပါပဲအထက်မှာတော့မုံလောက်အနီလေးနဲ့ပါပါလေစောင်းကြီးကြီးလေးပါဒါတော့ပြင်းနံစောစောလေးပါအဲသူကဒီအရည်လေးရဲ့အရွက်လေးရဲ့ပြီးရင်မုံမုတ်ဒီလေးရဲ့စောင်းလို့ရပါတယ်အကျွန်တော်အဲ့ဒီမုတ်ဒီလေးနဲ့နည်းနည်းစမ်းပြီးတော့စောင်းကြည့်ပါမယ်ပြန်ပါစောင်းလို့တော့ပြင်မတက်ပါဘူးစမ်းစောင်းကြည့်ပါပါအဲ့လိုစိန်ပြီးတော့အဲကျွန်တော်စောင်းကြည့်ပါမယ် 哦သူရဲ့အရာတာတော့သူကချူချူနဲ့နေပါတယ်အဲသူကစစ်ဖားချင်းရတာနဲ့စင်တူပါတယ်ထိုင်းမော်ဆိုရင်သူကနမ်ကြီးကင်ဘောနော်အဲ့ဒီရတာနဲ့စင်တူပါတယ်သူကနည်းနည်းလေးချူပါတယ်အချူလေးနဲ့မြားပါတယ်ဒါတော့ပန်းလေးတွေပါကျွန်တော်တော့အဲ့ဒီဘာဖက်ဖြစ်တော်တော်များများစားလို့ရတော့ကျွန်တော်စမ်းပြီးတော့စားကြည့်တာပါထဲမှာသူကဝတ်သားလုံးတွေအများကြီးပါပါတယ်ဘဝတော်လုံးလေးကိုကျွန်တော်နည်းနည်းလေးပိုင်းပြမှာပါ ဖွက်တော်လုံးတွေအများကြီးပါပဲတကယ်ဆိုရင်ဒီ bomb chart ဘွဲကိုသူကကောင်းအောင်စောင်းမယ်ဆိုရင်သူကလူ၃ယောက်လောက်စောင်းလို့ရပါတယ်ဒီဘာကိုတော့ကျွန်တော်တရားကိုတပွဲစီမာလာတာပါဒီဘာဖွက်တော်လုံးကြီးပါဘီနန်စောစောတွေသူကကိုရီးယားလူမျိုးတော်တော်များများနဲ့ကြိုက်ကြပါတယ်သူတို့ရဲ့အစားတောင်းနဲ့နည်းနည်းလေးစိတ်တူပါတယ်ဒီမှာသူရဲ့အရာတော်တော့နည်းနည်းပေါ်ပါတယ်ဒီတစ်ခါတော့သူကအချုံနည်းနည်းမြောက်ပါတယ်အဲထဲမှာသူကညှုပ်သီးလေးနဲ့ပေါ်ပါတယ် ဟုတ်ပါတယ်သူကကျဖအခြေရပါပါဒီမှာဆလတ်ရွေးတွေလည်းပါပါတယ်သူကဆလတ်ရွေးထဲကိုသူကအဲ့မုတ်ပင်ထက်ပြီးရင်ခဏပြတဲ့ဘုံချအကြီးလေးထက်အသားလုံးကြီးထည့်ပြီးဆိုင်နေအဲဆောက်ခေါမလဲဒီမှာမုတ်ပင်ကြီးဒီပါအဲဒီမုတ်ပင်ဆိုတော့ကျွန်တော်မြန်မာပြည်ကတော့တတိယပါပါတယ်အဲကျွန်တော်တို့အဲ့ဒီလူမျိုးတွေတော့တိတ်ပြီးတော့မကြိုက်တော့ပါဘူးသူကတော့အချိုးရတာနဲ့များပါတယ် ါ။သူ့ရဲ့တူကလည်းအကြီးပါပဲ။ဒါတော့ BNN စောစောလေးပါ။ကျွန်တော်တော့အဲဒီကျွန်တော်တို့ကတော့စမ်းပြီးတော့စားကြည့်တာပါ။ဒါဒါလည်းတော့တော့ first game ပါ။ငါအသားပြားပါ။အရင်လေးနဲ့ထည့်ပြီးတော့ကျွန်တော်လုံးတော့စားပါပါ။အလုပ်ပဲစားကြပါအောင်။အလုပ်ပဲကောင်းသောနေ့လည်ခင်းပြီးကြပါစေ။အလုပ်ပဲမင်္ဂလာပါ။